ဒါပြင်တိုင်းသားလက်နက်ကအဖွဲ့အစည်းအချို့ဟာလည်းနိုင်ငံတွင်းဖြစ်ပေါ်လာတဲ့နိုင်ငံ၏ပြည်ထနာကိုခွင့်ကောင်းယူပြီး PDF အမေရိကန်အကြမ်းဖက်သမားတွေနဲ့နိုင်ငံတော်လူကြိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးပြပြအောင်ညီနမ်းပေါင်းစုံနဲ့လှုပ်ဆောင်ခဲ့ကြပြန်တယ်။အပြည့်မဲ့ပြည်သူတွေကိုညှဉ်းပန်းနှိမ့်ဆက်တပ်ဖြတ်တာတွေသူတို့အလိုကျပူးပေါင်းဆောင်ရွက်ခြင်းမပြုတဲ့မြို့ပါတွေကို ပြစ်ခတ်တိုက်ခိုက်တာတွေမိရှို့ဖျက်ဆီးတာတွေနိုင်ငံပိုင်အဆောက်အဦလမ်းတရာရင်းနဲ့ ကျက်စီတာဝါတန်ကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာတွေစတဲ့အကျန်းဖက်လူရွက်တွေကိုအရှိန်မြင့်တင်လှုပ်ဆောင်လာခဲ့ကြတယ်အထူးသဖြင့်ဒနကန်အကျန်းဖက်လမ်းစဉ်ခြေသုံးတွေအကျန်းဖက်တောင်းချသူတွေဟာသာဝရညင်းချမ်းရရှိပြီးပြည်တော်စုနဲ့တူပါတီစိုးဒီမိုကရေစီလမ်းကြောင်းပေါ်မှာပါဝင်လျှောက်လှမ်းရေးထက်နေမြေလက်နေတနေဓာတစဉ်စီပင်ဝါရကိုသာခြေသုံးလိုချင်တာကြောင့် ိုင်းဒါစီတို့ညွညွန်ရေးကူထိခတ်တန်းနေတဲ့အခြေအနေတွေဖြုတ်ကွန်လာခဲ့ရပြန်တယ်။နေပြည်တော်နဲ့အာဏာရရှိဖို့ကြိုးစားကြတဲ့အကြမ်းဖက်တောင်းကြသူတွေရဲ့တိုက်ပွဲဖော်ဆောင်ဓာတ်မှုတွေဟာအပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစီဥစ္စာတွေနဲ့မြို့ရတွေပြည်စီဆုံးရှုံးခဲ့ရတဲ့အတွက်ပြည်သူအလုံးကအလွန်ယွန်းရှာဆက်ဆုပ်မုန်းတီးနေကြပြီဖြစ်တယ်။ဒါကြောင့်အပြစ်မဲ့ပြည်သူတွေအပေါ်မှာအကြမ်းဖက်တိုက်ခိုက်နေမှုတွေကို လက်မခံနိုင်သလိုဒုတာဝန်ရေသူပေါင်းကိုထိပါလာတဲ့လက်နက်ကန်အကြမ်းဖက်လမ်းစဉ်တွေကိုလည်းလုံးဝလက်တင်ခံသိလို့မရတဲ့အတွက်တမ်ဘရော်ဒီနဲ့ပြည်သူလူထုတရားလုံးရဲ့ပူးပေါင်းပါဝင်မှုနဲ့တူတရားတော်စစ်ကိုဆက်လက်ဆင်းရဲသွားမှာဖြစ်တယ်မြန်မာတမိုင်းမှာအကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီးအကြကင်တောင်းဆိုတဲ့ဖြစ်စဉ်တိုင်းမှာတမ်ဘရော်ဒီနဲ့အလျှော့ပေးလက်ခံခဲ့တဲ့အစဉ်အလာမရှိခဲ့တာကြောင့် ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ဖို့နဲ့ဒုတာဝန်ရည်သွေးပေါင်းကိုထိမ့်သိမ်းဆောင်ရှောက်ဖို့တဲ့ရဘော်တို့တွင်လည်းအသက်ကိုဗရဏမထားပဲဆွလွန်ဆွသားတဲ့စိတ်ထက်နဲ့နိုင်ငံတော်ကာကွယ်တာဝန်တွေကိုကြီးပွားစွာထောက်ဆောင်သွားကြဖို့အလေးထားမှာကြလို့တယ်